မြောက်ကိုရီးယားကောင်ဆောင်ကင်ဂျွန်အွန်ဟာစစ်အင်အားတိုးမြှင့်ရေးနဲ့ပတ်သက်ပြီးမေ28ရက်ကပါတီအစည်းအဝေးတစ်ခုကိုဥဆောင်ပြုလုပ်ခဲ့ပြီးမေ29ရက်ကအမြောက်ပြစ်စည်ရေးလေးကျင်းမှုကိုလေးလာကြည့်ရှုခဲ့တယ်လို့မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီကမေ30ရက်ကဖော်ပြခဲ့ပါတယ်။အခုစည်ရေးလေးကျင်းမှုတွေဟာမကြသေးမီသတင်းပတ်တွေအတွင်းစစ်အင်အားတိုးမြှင့်မှုကိုအယုံဆိုင်လှုံ့ဆော်နေတဲ့ကင်မြက်လှုံ့ဆော်မှုတွေကနောက်ဆုံးလှုံ့ဆော်မှုဖြစ်ပါတယ်။မေလအတွင်းကလည်းကင်မှာ တင်ကန်းစက်ယုံနဲ့လက်နက်ခဲရန်ထုတ်လုပ်တဲ့စက်ယုံတွေကိုတွားရောက်စစ်ဆေးကြည့်ရှုခဲ့ပြီးတာတူပြည့်ဒုံးကျည်စံတပ်မှုလေတပ်အစီရေးလေးကျင်းမှုတွေကိုလည်းကြီးကြပ်ခဲ့ပြီးအောင်မြင်ခဲ့ခြင်းမရှိတဲ့စစ်သည်မောတစင်းရေချမှုကိုလည်းဝေဖန်ခဲ့ပါတယ်။နောက်ဆုံးပေါ်တင်ကားတွေနဲ့ကြီးကားကားတွေထုတ်လုပ်မှုဟာမြောက်ကိုရီးယားစစ်တပ်အစစ်မြင့်တင်မောမှန်မှုအတွက်အထူးကြားပြီးအာဏာရပါတီရဲ့ဒုတိယအကြိမ်မြောက်ကြီးကားတပ်ဖွဲ့အစစ်မြင့်တင်မောမှန်ရေးအစီအစဉ်ကိုအကောင့်ထည့်ဖော်နေတာဖြစ်တယ်လို့ကင်ကမေ3ရက်က တင့်ကောင်စေယုံကိုတွားရောက်တဲ့ခီးစဉ်အတွင်ပြောကြားခဲ့ပါတယ်။ကင်ဟာမကြသေးမီကလည်းရေတက်ဖြတ်သိမ်းမော့အစ်စ်တစင်ထုတ်ဖော်ပြသပွဲနဲ့ဒရုန်းအစ်စ်တွေနဲ့တခြားလက်နက်တွေစမ်းသပ်မှုတွေကိုလည်းတက်ရောက်ကျေရှုခဲ့ပါတယ်။မြောက်ကိုရီးယားဟာစွမ်းအပြင်းဆုံးလက်နက်တွေတက်ဆင်ထားတယ်လို့ကြေညာထားတဲ့ဖြတ်သိမ်းမော့အစ်စ်တစင်ကိုဧပြီ26ရက်ကထုတ်ဖော်ပြသခဲ့ကြောင်း KCN ကဖော်ပြခဲ့ပါတယ်။ဒီစစ်သိမ်းမော့အစ်စ်ဟာရုရှားရဲ့အကူအညီနဲ့တည်ဆောက်ခဲ့တာဖြစ်နိုင်ကြောင်းတောင်ကိုရီးယားစစ်တပ်ကမီဒီယာကပြောကြားခဲ့ပြီးဒီစစ်သိမ်းမော့နဲ့ ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကိုလေ့လာနေစေဖြစ်တယ်လို့ဆိုပါရယ်။မေ21ရက်ကလည်းဖြတ်သိမ်းမောတစဉ်ရေချတဲ့အခမ်းအနားမှာသိမ်းမောဟာဟန်ချက်မညီပဲရှော့ကျသွားခဲ့ပြီးသိမ်းမောဝမ်ပိုက်ပိုင်းအကွဲသွားခဲ့ကြောင်းမြောက်ကိုရီးယားကထုတ်ပြန်ခဲ့ပါရယ်။တောင်ကိုရီးယားကတော့မြောက်ကိုရီးယားဟာဒီဖြတ်သိမ်းမောကိုရုရှားရဲ့အကွင့်ကြီးနဲ့တိစောက်ခဲ့တာဖြစ်နိုင်ကြောင်းပြောကြားခဲ့ပါရယ်။